မိတ်ဆွေမိသားစုရဲ့လှုပ်ဝက်ချက်တွေကဘဝကိုဘလောက်အထိလွှမ်းမိုးနိုင်လဲဆိုတာစဉ်းစားဖို့ပါတလား1915ခုနှစ်မှာအီဒီလိတ်ဟင်နရီဆိုတဲ့အမျိုးသမီးတယောက်ဟာသူမရဲ့မိဘတွေကိုမိရှို့တက်ပြီးအတိတ်ရဲ့အမဲဆက်တွေနဲ့အတူမွန်တားနာကိုထွက်ပြေးခဲ့ပါတယ်ဒီစာအုပ်ထဲမှာအီဒီလိတ်ရဲ့ခရီးနဲ့သူရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေကိုပြောပြသွားမှာပါ ဗစ်တာလာဗယ်လီဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီးသူ့ရဲ့စာအုပ်တွေဟာလူမှုရေးအကြောင်းအရာတွေနဲ့စိတ်ကူးရင်ဆန်တဲ့အကြောင်းအရာတွေကိုပေါင်းစပ်ထားတာကိုတွေ့ရပါတယ်။သူ့ရဲ့စာအုပ်တွေထဲကတအုပ်ဖြစ်တဲ့အထီးကျန်အမျိုးသမီးများစာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါ။1915ခုနှစ်မှာအီဒီလိတ်ဟင်နရီဆိုတဲ့အာဖရိကန်အမေရိကန်မျိုးသမီးဟာမိသားစုရဲ့လှုပ်ဝှက်ချက်တွေနဲ့ဝင်ထုတ်ဝင်ပိုးတွေကိုခံစားခဲ့ရပါတယ်။ အီဒီလိတ်ဟာသူမရဲ့မိဘတွေကိုကယ်လီဖိုးနီးယားပြည်နယ်ကလဲရအိမ်မှာမိရှုတက်ခဲ့ပါတယ်ဒီလိုရက်ဟာသူမရဲ့အတိတ်ကအဆက်တကွဲဖြစ်တွေနဲ့လှုပ်ဝက်ဆန်းကြတဲ့မိသားစုအမွေနှစ်ဆိုးကနေလွတ်မြောက်ဖို့ကြိုးစားတဲ့လုပ်ရက်တစ်ခုပါပဲအီဒီလိတ်ဟာခီးဆောင်တစ်တာအကြီးကြီးတစ်ခုကိုတည်ဆောင်ပြီးထွက်ပြေးခဲ့ပါတယ်ဒီတစ်တာဟာသူမရဲ့အတိတ်နဲ့သူမတည်ဆောင်လာတဲ့တတဝါရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုကိုးစားပြုပါတယ် အီဒီလိတ်မွန်ဒါနာကို ထွက်ပြေးတဲ့ခရီးဟာလွမြောက်ဖို့နဲ့ဘဝအသစ်တစ်ခုကိုစတင်ဖို့ကြိုးစားတဲ့ခရီးတစ်ခုပါပဲမွန်ဒါနာကိုထွက်ပြေးတဲ့ခရီးမှာအီဒီလိတ်ဟာအထူးကြံစံတဲ့ခံစားချက်တွေနဲ့မိသားစုရဲ့လှုပ်ဝှက်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အီဒီလိတ်ဟာမတီတီခရမာဆိုတဲ့အမျိုးသမီးရဲ့အကြောင်းကိုကြားဖူးပြီးသူမလိုပဲအထီးကျန်ဆန်တဲ့ဘဝကိုတိဆောက်ဖို့မျှော်လင့်ခဲ့ပါတယ် ဒါပေမဲ့ခီးလန်းဟာစိန်ခုံမှုတွေနဲ့ပြည့်နှက်နေပြီးသူမရဲ့အတိတ်နဲ့မတိချမရေရတဲ့အနာဂတ်ကိုရင်ဆိုင်ရပါတယ်။အီဒီလိတ်ဟာမွန်တာနာပြည်နယ်ကဘစ်ဆန်ဒီဆိုတဲ့မြို့ကိုရောက်ရှိခဲ့ပါတယ်။အီဒီလိတ်ဟာနေရာတစ်မှာအထူးကျန်ဆန်မှုတွေနဲ့ကျန်းမာမှုတွေကိုရင်ဆိုင်ရပါတယ်။ Grace Lake ဆိုတဲ့ဒေသခံအမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးမိတ်ဆွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့အေဒီလိတ်ဟာခီးဆောင်တစ်တာထဲမှာပိတ်လောင်ထားတဲ့တတဝါကို အမြဲတတိယနေပြီးမိသားစုရဲ့အမွေနှစ်ဆိုးကိုလည်းမမေ့နိုင်ခဲ့ပါဘူး Grace Ray ဟာအေဒီလိတ်ကိုကူညီပေးတဲ့တငယ်ချင်းတစ်ယောက်ဖြစ်ပြီးလမ်းညွှန်မှုတွေပေးပါတယ် Grace Ray ဟာလက်တွေ့ကျပြီးရိုးသားတဲ့သူတစ်ယောက်ဖြစ်ကလူမှုအတိုင်းဝိုင်းကိုလည်းတံပိုးထားပါတယ် ဂရိစ်ရဲ့သားဆန်နဲ့ပတ်သက်တဲ့ဆက်ဆံရေးကနေဂရိစ်ဟာမွေးမြူတတ်တဲ့စိတ်သဘောထားရှိပြီးခံနိုင်ရရှိသူဖြစ်ကြောင်းပြသပါဗျာ။အီဒီလိတ်ဟာအိယာမီမှာအသက်ရှင်ရည်တည်ဖို့အတွက်အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ပါဗျာ။ဂရိစ်နဲ့သူ့ရဲ့သားဆန်တို့ရဲ့အကူအညီနဲ့အီဒီလိတ်ဟာအစားအစာရှာဖွေရာနဲ့စောင်းရသည့်အတွက်ပြင်ဆင်တာတွေကိုတင်ယူခဲ့ပါဗျာ။ဒါပေမဲ့ခီးဆောင်တစ်တာတွေကတတဝါကသူမရဲ့တည်ငြိမ်မှုကိုချိန်ချောင်းနေပါဗျာ။ အီဒီလိတ်ဟာသူမရဲ့အမွေနှစ်ဆိုးနဲ့လွတ်လပ်မှုရဖို့စူးစမ်းနေတဲ့သူမရဲ့ဆန္ဒတွေကိုချိန်ညှိဖို့လိုအပ်ပါတယ်။တနေ့မှာမက်ကျမီတာစုဟာအီဒီလိတ်ရဲ့အိမ်ကိုရောက်လာပါတယ်။မက်ကျမီတာစုဟာနာမည်ဆိုးနဲ့ကြော်ကြားတဲ့တပြက်ကိုင်းတစ်ခုဖြစ်ပါတယ်။သူတို့နဲ့တွေ့ဆုံမှုဟာအကြမ်းဖက်မှုတွေဖြစ်လာပြီးအီဒီလိတ်ဟာသူ့မဝတ်ထားတဲ့တတဝါကို ထုတ်ဖော်ပြသခဲ့ပါတယ်။ တတဝါရဲ့ရုပ်ဆိုးကြီးတန်တဲ့တဘာဝကိုကြောက်မက်ဖွယ်ကောင်းလောက်အောင်ပြသခဲ့ပြီး AD လိတ်ဟာအကျိုးဆက်တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီအဖြစ်ပြက်ကသူမရဲ့လုံခြုံမှုကို ထိခိုက်စေပြီး သူမရဲ့ရက်ရွာထဲမှာရှိတဲ့နေရာနဲ့မိသားစုရဲ့အမွေအနှစ်ကိုပြန်လည်စဉ်းစားစေခဲ့ပါတယ်။ဒီအဖြစ်ပြက်တွေကြားထဲမှာ AD လိတ်ဟာရက်ရွာထဲကအမျိုးသမီးတွေနဲ့ပေါင်းတင်ဆက်ဆံပြီးနှစ်သိမ့်မှုရယူခဲ့ပါတယ်။ မစ္စရိတ်ကကြီးမှုကျင်းပတဲ့စည်းဝေးပွဲတစ်ခုမှာအီဒီလိတ်ဟာခန္ဓာယင်ရှိမှုနဲ့ဆုံးဖြတ်ချက်တွေအကြောင်းကိုလေ့လာသင်ယူခဲ့ရပါတယ်။ဒီပွဲကယောက်ျားတွေ ကြီးဆိုးတဲ့ကဘာမှာအမျိုးသမီးတွေအချင်းချင်းကူညီပံ့ပိုးပေးခြင်းရဲ့တန်ဖိုးကိုမိမောက်ထိုးပြပါတယ်။အီဒီလိတ်ဟာဘဝတစ်တစ်ခုကိုမြင်အောင်လာပြီးကိုယ့်ရဲ့လမ်းကိုဖန်တီးနိုင်ကမိတ်ဆွေတွေရဲ့ခွန်အားနဲ့မျှဝေခံစားနိုင်တယ်ဆိုတာကိုသိရှိလာပါတယ်။ တညမှာတတဝဟာလွတ်မြောက်သွားပြီးပျက်စီးမှုတွေနဲ့ဖလူဖျဲချီနေတွေကိုဖန်တီးခဲ့ပါတယ်။ AD လိတ်ဟာတတဝရဲ့ဆွမ်းအားနဲ့တူမနဲ့ရက်ရွာအတွက်တတဝကဖန်တီးနိုင်တဲ့အနေအရွေကိုရင်ဆိုင်ခဲ့ရပါတယ်။ AD လိတ်ဟာတတဝကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့တတဝကဖျက်စီးမှုတွေကိုအများပြားကျူးလွန်ခဲ့ပါတယ်။ ဒီအဖြစ်ပြက်ကအီဒီလိတ်ကိုတတဝါနဲ့တူမရဲ့ဆက်ဆံရေးကိုပြန်လည်အကဲဖြတ်စေခဲ့ပြီးတူမကိုတူမနဲ့တူမဂရုစိုက်တဲ့သူတွေကိုကာကွယ်ဖို့အတွက်ဆုံးဖြတ်ချက်တွေချစီခဲ့ပါတယ်။ဒီဆန်ဒီမျိုးမှာဂျော့ရှိဘာတာဟာတွေးပေနေတဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ဒေမတ်နဲ့ဂျိုအမတ်ကြကို တွေ့ရှိခဲ့ပါတယ်။ကလေးတွေက သူတို့မိသားစုကိုချင်းတဲ့ရိုင်းကတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။ ရဲရွာလူလူက သူတို့ကိုကူညီစောင့်ရှောက်ပေးခဲ့ပေမဲ့ဂျိုအက်ဟာ သူ့မိသားစုကိုတတ်ခဲ့တဲ့တရဝါကိုလက်စားချေဖို့စိတ်ဆန္ဒရှိနေပါတယ်။ဇလန်တွဲငယ်တစ်ခုအနေနဲ့မြို့ထဲမှာရှိတဲ့ကြောင်ရုံမှုနဲ့တန်တရားတွေကိုဖော်ပြထားပါတယ်။မစ္စစ်ဂျယ်ရီရိတ်ဆိုတဲ့ပစ်စန်တီမျိုးကထင်ရှားတဲ့သူတယောက်ဟာ သူမရဲ့အတိတ်ကလှုပ်ဝက်ချက်ကိုဂရစ်ရဲ့သားဆန်ကိုပြောပြခဲ့ပါတယ်။ သူမရဲ့အိမ်ကောင်မိုးအောက်မှာသူမမွေးခဲ့ဘူးတဲ့တတဝအကြောင်းကိုပြောပြခဲ့ပါတယ်။ဂျိုအက်ဟာဒီအကြောင်းကို ကြားသိသွားပြီးဇလန်းကိုပို့ပြီးရှုပ်ထွေးသွားစေခဲ့ပါတယ်။မစ္စစ်ဂျယ်ရင်ရိတ်ဟာကြောက်ရွံ့မှုတွေနဲ့ငင်းဆန်နိုင်တဲ့လူသားတွေရဲ့စွမ်းရည်တွေကိုလေ့လာနေသူတစ်ယောက်ပါ။အီဒီလိတ်ဟာဗစ်ဆန်တီမြို့ကိုပြန်ရောက်လာတဲ့အခါမြို့ဟာမငြိမ်သက်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မစ္စဂျယ်ရီကသူမနဲ့သူမတငယ်ချင်းတွေကိုတိုက်ခိုက်ဖို့ဥဆောင်နေပါတယ်။ရဲရွာလူတို့ရဲ့မတိနာမလည်မှုတွေကို အေဒီလေးရဲ့အတိတ်နဲ့သူမတည်ဆောင်လာတဲ့တရဝါကိုအတုံးချပြီးသူမကိုတရားဆွဲဆိုခဲ့ပါတယ်။မြို့ရဲ့အမှောင်ဘက်ကအပြုမူတွေကိုဖော်ထုတ်ပြသခဲ့ပြီးအေဒီလေးနဲ့သူမတငယ်ချင်းတွေကိုကြိုးပေးဖို့ပြင်ဆင်ခဲ့ပါတယ်။အေဒီလေးနဲ့သူမတငယ်ချင်းတွေကိုကြိုးပေးတော့မဲ့အချိန်မှာအေဒီလေးရဲ့ အမဖြစ်သူအဲလီဇဘက်ကကဲတင်ခဲ့ပါတယ်။အဲလီဇဘက်ဟာကြောက်စရာကောင်းတယ်လို့ကဲတင်ရှင်လည်းဖြစ်ပါတယ်။သူမရဲ့လောက်ရက်ကမြို့သူမြို့သားတွေကိုသူတို့ရဲ့မုန်းတီးမှုတွေကိုရင်ဆိုင်စေခဲ့ပြီးအစ်စ်အမှန်ဘီလူးတွေကိုမြင်စေခဲ့ပါတယ်။ဒစ်ဆန်တီမြို့မှာအခြေအနေတွေတည်ငြိမ်သွားပြီးတဲ့နောက်အေဒီလိတ်အဲလီဇဘက်နဲ့သူတို့ရဲ့တငယ်ချင်းတွေဟာစွန့်ပစ်ထားတဲ့မြို့မှာခိုလုံခဲ့ပါတယ်။သူတို့ဟာမြို့တစ်ကိုတူးစစ်တာလို့အမည်ပေးခဲ့ပါတယ်။ ဒီမျိုးတစ်ဟာလွတ်လပ်မှုနဲ့စွန့်ရရှိဖို့ကြိုးစားနေတဲ့အမျိုးသမီးတွေအတွက်ခိုလုံရဖြစ်လာခဲ့ပါတယ်။မျိုးဟာကြီးထွားလာပြီးအတိတ်ရဲ့အမဲဆက်တွေနဲ့မတက်မတ်လိုတဲ့အမျိုးသမီးတွေရဲ့ခွန်အားနဲ့ခံနိုင်ရည်ကိုတက်တည်ပြခဲ့ပါတယ်။အီဒီလေးဟင်နရီဟာမိသားစုရဲ့လှုပ်ဝက်ချက်တွေနဲ့ဝင်ထုတ်ဝင်ပိုးတွေကိုခံစားနေရတဲ့ခိုင်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။သူမရဲ့မွန်တာနာခီးဟာလွမြောက်ဖို့နဲ့အပြစ်ကနေလွမြောက်ဖို့ကြိုးစားတဲ့ခီးတစ်ခုဖြစ်ပါတယ် အီဒီလိတ်ဟာအရင်မြစ်တွေကို ရှာဖွေနိုင်ပြီးခံနိုင်ရရှိပေမဲ့သူမရဲ့အတိတ်ကသူမကိုနှောက်ယှက်နေပါဗျ။ Grace Ray ဟာဒေတာခံမျိုးသမီးတစ်ယောက်ဖြစ်ပြီးအီဒီလိတ်နဲ့တငယ်ချင်းဖြစ်ခဲ့ကလမ်းညွှန်မှုတွေနဲ့အဖို့ဖြစ်ရှိနေပေးပါဗျ။သူမဟာလက်တွေ့ကြပြီးယူသားကလူမှုအတိုင်းဝိုင်းကိုတံမိုးထားပါဗျ။ Grace Ray ရဲ့ဒါအဆန်နဲ့ပတ်သက်တဲ့ဆက်ဆံရေးကနေ Grace Ray ဟာငွေမြူတက်တဲ့စိတ်သဘောထားရှိပြီးခံနိုင်ရည်ရှိသူဖြစ်ကြောင်းပြသပါဗျ။ တတဝါဟာမိသားစုရဲ့အမွေးနှစ်ဆိုးကိုကိုစားပြုပါတယ်။ဒီတတဝါဟာအေဒီလက်ရဲ့မိသားစုကိုဆိုးရွားစေခဲ့တဲ့လှုပ်ဝက်ဆန်းကျဲတဲ့တတဝါတစ်ကောင်ပါ။တတဝါကအေဒီလက်ရဲ့အတိတ်နဲ့သူမနဲ့ပတ်သက်တဲ့သူတွေကိုအနည်းဖြစ်စေနိုင်ပါတယ်။ဒီတတဝါဟာကြောက်ရွံ့မှုနဲ့တာဝန်ယူမှုတွေကိုမိမောင်းထိုးပြပါတယ် ဂျိုအမတ်ကျဟာရှုပ်ထွေးတဲ့စက်ကောင်တစ်ယောက်ဖြစ်ပြီးမက်ကျမီသားစုဝင်ဖြစ်ရှိခဲ့တဲ့အတိတ်နဲ့ဘဝတစ်ကိုစတင်ခြင်းနဲ့ဆန္ဒတွေကြားမှာဝေခွဲမရဖြစ်နေပါတယ်ဂျိုအက်ဟာရာဇဝတ်မှုဘဝကနေရေတက်သေးကိုဝင်ရောက်ခဲ့ပြီးအပြစ်ရှိတယ်လို့ခံစားနေရကလွတ်မြောက်ဖို့ကိုလည်းမျှော်လင့်နေပါဗျ။ဂျိုအက်ဟာဆန်နဲ့တခြားဇက်ကောင်တွေနဲ့ဆက်ဆံတဲ့အခါသူ့ရဲ့အတွင်းစိတ်ပရိပခနဲ့ကဘာပေါ်မှာသူ့နေရာကိုရှာဖွေဖို့စူးစမ်းနေတယ်ဆိုတာကိုပြသပါဗျ။ မစ္စစ်ဂျယ်ရင်ရိတ်ဟာပစ်စန်တီမြို့မှာအရေးပါတဲ့သူတစ်ယောက်ဖြစ်ပေမဲ့သူမရဲ့အတိတ်ကဝမ်းနည်းစရာတွေနဲ့လှုပ်ဝှက်ချက်တွေနဲ့ပြည့်နေနေပါတယ်။သူမဟာစံပေါ်မှာအာနာပြဖို့ကြိုးစားပြီးသူမကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ဒဏ်ရာတွေကိုထုတ်ဖော်ပြသခဲ့ပါတယ်။မစ္စစ်ဂျယ်ရင်ရိတ်ရဲ့စက်ကောင်ဟာအာနာနဲ့ကြောက်ရွံ့မှုတွေအပြင်လူသားတွေရဲ့ညှဉ်းပယ်နိုင်စွမ်းရဲ့ရှုပ်ထွေးမှုတွေကိုလေ့လာသူတစ်ယောက်ပါ။အဲလီဇာဘက်ဟင်နရီဟာကြောက်စရာကောင်းသလိုကဲတင်ရှင်လည်းဖြစ်ပါတယ်။ သူမဟာမျိုးရဲ့တရားစီရင်ခြင်းမှာ ပါဝင်ကူညီပေးပြီးလူတွေကိုတနာတက်တဲ့စိတ်နဲ့ဆက်ဆံရေးကိုတည်ဆောက်ခြင်းနဲ့ဆန္ဒကိုပြသပါတယ်။အဲလီဇဘက်ရဲ့ဆက်ကောင်ကမြို့သူမြို့သားတွေရဲ့ဘီလူးနဲ့လူသားအပေါ်မြင်တွေကိုစိန်ခေါ်နေပါတယ်။ဆမ်ပရိုက်စ်ဟာဂရိစ်ရဲ့သားဖြစ်ပြီးအေဒီလိတ်နဲ့ခင်မင်းရင်းနှီးတဲ့ညံကောင်းတဲ့ကလေးတစ်ယောက်ပါ။ဆမ်ဟာအဖြစ်ကင်းစင်ပြီးတည်ကျင်စိတ်ပြင်းပြလာကြောင်းဇလန်းထဲမှာမျောလင်းချက်နဲ့ အတိတ်တဖန်ပြန်လဲစတင်နိုင်တဲ့အလားအလာတွေကိုထင်ဟပ်စေပါတယ်။ AD လိပ်ဘဝတဲကိုဆံရောက်လာခြင်းကအတိတ်ကိုကြော်လွှားနိုင်မယ်ဆိုရင် သူမရရှိနိုင်မဲ့အနာဂတ်ကိုမြင်တွေ့စေပါတယ်။ Body Brown ဟာခန္ဓာရင်ရှိပြီးအရင်းမြစ်တွေကိုစနစ်တကျအသုံးချနိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ Body ဟာအဲ့ဒီဒေသမှာရှိတဲ့ African American မျိုးသမီးတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ ဘာဒီဟာခိုင်မာတဲ့စိတ်ဓာတ်နဲ့လွတ်လပ်တဲ့သူတစ်ယောက်ဖြစ်ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုတည်ထောင်တာကလူမှုအတိုင်းဝိုင်းပေါ်မှာလည်းခံစားချက်အပြည့်ရှိပါတယ်။ AD လိတ်နဲ့ဘာဒီရဲ့ခင်မင်ရင်းနှီးမှုက သူမကို ပိုင်ဆိုင်မှုအတိနဲ့သူမရဲ့အခြေခံတွေနဲ့ချိတ်ဆက်ပေးပါတယ်။ဖင်ကာဘီဟာတစ္ဆာရှိပြီးကာကွယ်ပေးတတ်တဲ့ဦးလေးတစ်ယောက်ဖြစ်ကသူ့တူလေးရဲ့ဘဝမှာအားကိုးအားထားပြုစရာကောင်းတဲ့သူတစ်ယောက်ပါ။ဖီယန်ဟာသတိထားတတ်ပြီးသူကယူဆိုင်တဲ့သူတွေကိုအကာအကွယ်ပေးတတ်ပါတယ်။ ဖင်ရန်နဲ့အေဒီလိတ်တို့ရဲ့အပြန်အလှန်ဆက်ဆံမှုတွေကမိသားစုအတွင်းမှာဖြစ်ပေါ်နေတဲ့ရှုပ်ထွေးမှုတွေကိုဖော်ပြပေးပါတယ်။မစ္စရိတ်ဟာဘစ်စန်တီမြို့မှာလူတိများတဲ့သူတစ်ယောက်ဖြစ်ပြီး အမျိုးသမီးခွင့်ရေးတွေကိုကာကွယ်စောင့်ရှောက်သူတစ်ယောက်ပါ။မစ္စရိတ်ဟာဆွဲဆောင်မှုရှိပြီးဩဇာညောင်းတယ်လို့သူမရဲ့ရက်ရွာတဲကအမျိုးသမီးတွေကိုထောက်ပံ့ပေးဖို့နဲ့ဆွမ်းအားတွေမြင့်တင်ပေးဖို့လည်းကတိပြုထားပါဗျ။ အော်ပရာယုံမှာသူမပါဝင်ခြင်းကစူပေါင်းလှုပ်ဆောင်ခြင်းနဲ့အမျိုးသမီးတွေအတွက်နေရာတွေဖန်တီးပေးခြင်းရဲ့တန်ဖိုးကိုမိမောက်ထုတ်ပြပါတယ်။ခီးဆောင်တစ်တာက AD လေးရဲ့အတိတ်နဲ့သူမတည်ဆောင်လာတဲ့တရားဝါတွေကိုကိုးစားပြုပါတယ်။ခီးဆောင်တစ်တာကရှက်ရှုံမှုနဲ့အပြစ်ရှိတယ်လို့ခံစားရမှုအပြင်အတိတ်ကနေလွတ်မြောက်ဖို့ကြိုးစားနေရတဲ့အကြောင်းတွေကိုဖော်ပြပါတယ် မွန်တာနာပြည်နယ်ကအင်ယာမီဟာအီဒီလိတ်အတွက်ခိုလုံရနဲ့အထူးကြံစည်တဲ့နေရာတစ်ခုဖြစ်ပါတယ်။အင်ယာမီကဘဝအတစ်တစ်ခုကိုစတင်နိုင်တယ်ဆိုတာကိုပြသပေးပြီးကျန်းတန်းနဲ့ပတ်ဝန်းကျင်မှာအတစ်တစ်ပံပြန်လဲစတင်ရတဲ့အခက်အခဲတွေကိုလည်းဖော်ပြပေးပါတယ်။ဒစ်ဆန်ဒီမျိုးကအော်ပရာယုံဟာရက်ရွာလူထုအတွက်စုဝေးရနေရာဖြစ်ပြီးအမျိုးသမီးတွေအတွက်နေရာတစ်ခုအနေနဲ့သတ်မှတ်ထားပါတယ်။ မိတ်ဆွေတိစာအုပ်ထဲမှာမိသားစုရုပ်ဝတ်ချက်တွေနဲ့အတိတ်ရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုဘလို့ရင်ဆိုင်ရမလဲဆိုတာကိုတွေ့မြင်ရမှာပါအတိတ်ကသင်ခန်းစာတွေကိုအသုံးချပြီးကိုယ့်ရဲ့စွမ်းအားကိုယုံကြည်ပါမိမိကိုယ်ကိုအားပေးပြီးရုန်းကန်နေရတဲ့သူတွေကို ကူညီဖို့တိုက်တွန်းချင်ပါတယ်ရှေ့ဆက်ပြီးဘဝမှာအောင်မြင်မှုတွေရယူကြပါစို့